မင်္ဂလာနနက်ခင်းပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ခုနှစ်နာရီရန်ကုန်မြို့ရဲ့ပူချိန်ကတော့27ဒီဂရီရှိပြီးတော့မှ23ဒီဂရီရှိတယ်လို့ခန့်သားရရှိနေပါတယ်နေရူရီသေးကတော့တာမန်ဖြစ်ပါတယ်တနေ့တာလုံးတွေတိမ်နှဲငယ်ဖြစ်ထွန်းပြီးအများအပြားတာရပါမယ်မြင့်ဆုံးပူချိန်ကတော့37ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝတ်ပြုခြင်းလင်းပြနိုဝင်ဘာလ26ရက်ပုတ်ထူးနေ့2025ပြစ်စမကောင်းကင်တမန်ဒီတဘိုးကိုမှုတ်တော်ခါဒီကချက်ဒါရိကျမ်းမခွန်အာယူရများအပိုင်းနှင့်ဖတ်ရန်ကျမ်းချက်ဒါရိကျမ်းခန်းကြီး9ခန်းငယ်တင့်မှ32ပြစ်စမကောင်းကင်တမန်ဒီတဘိုးမှုတ်တော်ခါကျဲတလုံးဒီကောင်းကင်ကမြေကြီးပေါ်သို့ကျသည်ကိုငါမြင်၏သူ၌အနက်ဆုံးသောတွင်ဤတော့ကိုအပ်ပေသည်ဖြစ်၍ သူသည်အ내ဆုံးသောတွင်းကိုဖွင့်လင်ကြီးစွာသောမိဘဤအခိုးကဲ့သို့သောအခိုးသည်တွင်း내ကတက်လေ၏ထိုတွင်းဤမိကိုကြောင့်နေနှင့်အာဂတကောင်းငင်သည်မှောင်မိုက်လေ၏ကျိုင်းကောင်တို့သည်မိကိုထဲကမြေကြီးပေါ်သို့ထွက်၍မြေကင်းမိကောက်တကိုးကဲ့သို့သောတကိုးကိုရကြ၏မြေဤမျက်ပင်မှဆ၍စိမ့်သောအရာများတစ်ပင်များအပေါင်းတို့ကိုထား၍လဖူး၌ ဖျားသခင်တစိ့ခက်ချင်းကိုမခံတော်လူတို့ကိုသာညင်စေမိကြောင်းသူတို့အားပြညတ်ထား၏တစိ့ခက်ချင်းကိုမခံတော်သူတို့ကိုကတတ်ရသောခွင့်မရှိငါလက်ပတ်လုံးကျင်းစွာသောဝေဒနာဖြစ်စေသောခွင့်ရှိ၏ထိုကြိုင်းကောင်ဖြစ်စေသောဝေဒနာဒီကကင်းမီကောက်သည်လူကိုထိုးသောဝေဒနာကဲ့သို့ဖြစ်သည် ထိုနေ့ရက်ကာလ၌လူတို့သည်တေခြင်းကိုရှာကြလိမ့်မည်ရှာတော်လဲမတွေ့ရကြအလွန်တေခြင်းတော်လဲ ်သင်မင်းသည်သူတို့ထံမှပြေးသွားလိမ့်မည်ထိုကျန်းကောင်တို့၏အစင်းတံသည်စစ်တိုက်ခြင်းကပြင်ဆင်သောမြင်းဤအစင်းတံနှင့်တူ၏ခေါင်းပေါ်မှရွှေတရပူကိုဆောင်းဟန်ရှိ၏မျက်နာသည်လူမျက်နာကဲ့သို့ဖြစ်၏သပင်သည်မိမသပင်ကဲ့သို့ဖြစ်၏သွားသည်လည်းခြင်သိသွားကဲ့သို့ဖြစ်၏ရင်ဥဒ္ဒစာစီတန်ရင်ဥဒ္ဒစာကဲ့သို့ဖြစ်၏အတောင်ခတ်သောတန်သည်စစ်တိုက်၍ပြေးလာသောမြင်းထားများ၏အတန်ကဲ့သို့ဖြစ်၏ အမီးသည်ကင်းပြီးကောင်းနေတူ၏အမီး၌လည်းစူးရှိ၏လူတို့ကိုဂါလပတ်လုံးညှင်းဆဲရသောခွင့်တကိုးရှိ၏သူတို့ဤရှင်ပြေမူကားဟေပြဲဘာသာအဖြစ်အပဒုံဟူ၍၎င်းဟေလတဘာသာအဖြစ်အပေါလျုံဟူ၍၎င်းခေါ်ဝေါ်သော အနစ်ဆုံးသောတွင်တမန်ဖြစ်၏အမင်္ဂလာတပါလွန်ပြီးထို့နောက်မှအမင်္ဂလာနှစ်ပါးလာလေဦးမည်ယောလနဂတိဂျန်ခန်းကြီးသိခန်းငယ်လီ သူတို့သည်အစင်းအားဖြင့်ငင်းနှင့်တူ၍ငင်းစည်းသူရဲ့ကဲ့သို့ပြေးကြလိမ့်မည်။ဗျာဒိတ်ကြံခန်းကြီးငါးရက်ကပေါ်ပြထားတဲ့စာလေးရဲ့တစိ့ခွနှစ်ချက်ထဲက၆ချက်ကိုဗျာဒိတ်ကြံခန်းကြီး၆မှာတစ်ခုပြီးတစ်ခုဖွင့်လှစ်တာကိုပေါ်ပြခဲ့တယ်။ဗျာဒိတ်ကြံခန်းကြီးခုနှစ်မှာတော့အဲ့ဒီအကြောင်းအရာတွေကိုခဏထားပြီးတော့မှလူတသိန်း၄၄၀၀နဲ့ဗျာဒိတ်ကင်ရှိတော်ကလူအုပ်ကြီးအကြောင်းကိုပြောခဲ့တယ်။ခန်းကြီးရှင်းမှာတော့တတ္တမတစိ့ကိုဖွင့်တဲ့အခါမှာ တဘိုးခုနှစ်လုံးကိုမှုတ်တဲ့ကောင်းကင်ပန်တွေဟာတဘိုးတစ်ခုစီကိုမှုတ်တာသည်တဘိုးလေးလုံးမှုတ်ပြီးပြီးအခုခန်းကြီးကိုမှတော့ပြင်စမတဘိုးနဲ့သတ္တမတဘိုးကိုမှုတ်တဲ့ဆိုတဲ့အကြောင်းကိုပြောပြပါတယ်။အခုပြင်စမတဘိုးကိုမှုတ်တဲ့ခါမှာကောင်းကင်ကကျဲတလုံးကျလာတယ်။သူဟာတက်မဲ့ကျဲတစ်ခုမှုတ်ဖဲနဲ့နှက်ဆုံသောတွင်အောက်ခြေမရှိတဲ့တွင်ရဲ့တော့ကိုအက်ခံရတဲ့ပုံကိုတပါးပါဖြစ်တယ်။ တနည်းအားဖြင့်ဒီတော့ဒီသူကိုယ်တိုင်ပိုင်နာမှုဖဲနဲ့ဖျားသခင်ကသူ့ကိုအပ်ပေးမှသူရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒီအ내ဆုံးသောတွင်းနှင်းကိုလည်းဖျားသခင်ပိုင်တယ်ဆိုတဲ့သဘောဖြစ်တယ်ဖျားသခင်ရဲ့အချုပ်ချာအာဏာအောက်မှာဖျားသခင်ရဲ့စီရင်ခြင်းကိုလှုပ်ဆောင်ရတဲ့ထမ်းဆောင်ရတဲ့အရာတွေဖြစ်ပါတယ်အ내ဆုံးသောတွင်းကိုဖွင့်တဲ့အခါမှာရေကြီးပေါ်ကိုမိကိုးတွေတွင်ထဲကတက်လာတယ်အဲ့ဒီမိကိုးကြောင့်နေနဲ့ပတ်ဝန်းကျင်အာကာသဟာမှောင်မိုက်ပြီးတော့မှဆိုင်ကောင်းနေတက်လာတယ် တို့ဟာကင်မီကောက်ကဲ့သို့တကိုးရှိပဲရည်ကြီးဘော်ကတစ်ပင်ပန်းမဲ့နေရဲ့နပူးမှာဖျားသခင်ရဲ့တစိုက်ခတ်ခြင်းကိုမခံရတဲ့သူတွေကိုညင်စေဖို့ရန်သူတို့ကိုပြညတ်ထားတယ်။ဒါပေမဲ့သူတို့တတ်ခွင့်မရှိဘူး။ငါလလုံးကင်မီကောက်ထိုးတဲ့ဝေဒနာလိုမျိုးပြင်းစွာသောဝေဒနာကိုခံစေဖို့ရန်အတွက်ပဲသူတို့တွေလှုပ်ဆောင်နိုင်မှာဖြစ်တယ်။လူတွေဟာအဲ့ဒီချိန်မှာနာကျင်လွန်းလို့တေခြင်းတရားကိုရှာမယ်။တေခြင်းကသူတို့ကိုထားခဲ့မယ်။ ဝေဒနာကြောင့်တည်ကျင်တော်လဲပဲတည်ရတဲ့ခွင့်ကိုမရဘဲနဲ့ဝေဒနာဆက်ခံစားရမယ်။ဒီရတဲ့အားလုံးလဲဘုရားသခင်လက်ထဲမှာပဲရှိပြီးတော့မှလူတွေနောင်တရပြီးတော့မှသူ့ဘက်ကိုပြန်လဲလာဖို့ရန်အတွက်ရည်ရွယ်ပါတယ်။ဂျိုင်းကောင်တွေရဲ့စင်းတဲ့ံကစစ်မြင်းနေနဲ့တူတယ်၊ရွှေတရပူကိုစောင်းတယ်၊မျက်တာကလူမျက်နှာကဲသို့ဖြစ်တယ်၊မိမစပင်ရှိတယ်၊ရှင်သိသွားရှိတယ်၊သူတို့ရဲ့ရုပ်တစားမှာတန်ရင်ဥဒ္ဒစာရှိတယ်၊သူတို့တွေလှုပ်ရှားသွားလာပြီးတော့မှအတောင်ခတ်တဲ့အတန်ဟာ စစ်ချီလာတဲ့မြင်းထားတဲ့တန်လိုမျိုးဖြစ်တယ်။အမီးဟာကိမီကောင်းတဲ့တူတဲ့အမီးမှလည်းစူးရှိတယ်။လူတွေကငါးလပတ်လုံးနှင်းဆက်ရတဲ့ခွင့်ရှိတယ်။ဒါတွေဟာသူတို့ရဲ့ရက်ဆက်ကြံ့မှုနဲ့တိုက်ခိုက်နိုင်စွမ်းတွေကိုပေါ်ပြတဲ့အရာတွေဖြစ်တယ်။သူတို့မှာခေါင်းဆောင်ရှိပြီးတော့မှသူတို့ရဲ့ခေါင်းဆောင်ဟာနာမည်ရှိတယ်။အဲဒါကြောင့်မလို့ဒီချိုင်းကောင်းတွေဒီပရိသတ်ချိုင်းကောင်းတွေကို ဆိုလိုတာထက်လူသားတွေရဲ့ကျက်ဆွမ်းအားတွေကိုစုစည်းထားတဲ့အရာတွေကိုညှဉ်းနှွမ်းထားခြင်းဖြစ်နိုင်တယ်။ တဘာဝကျိုင်းကောင်းနေမှာတော့ရှင်ပြင်းဆိုတာမရှိဘူးခုဒီမှာပေါ်ပြထားတဲ့ကျိုင်းကောင်းတွေကတော့ရှင်ပြင်းအုပ်ချုပ်တဲ့သူတို့ကိုလွှမ်းမိုးတဲ့သူရှိတယ်သူတို့ကိုခိုင်းစေတဲ့သူတယောက်ရှိတယ်ဆိုတာကိုပေါ်ပြပါတယ်သူ့မှာဟေဘဲဘာသာနဲ့ဂရိဘာသာနဲ့နာမည်ရှိပြီးတော့မှအနက်ဆုံးသော တွင်ရဲ့တမန်ဖြစ်တယ်လို့သိရပါတယ်အမိုက်တကိုးဆန်းအားတွေကိုကိုးစားပြုထားတဲ့ခေါင်းဆောင်တယောက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာအမင်္ဂလာကနှစ်ပါးကျန်သေးတယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ဒီအရာတွေကိုစံပြိုင်တိုက်လည်နေခွန်အားကျွန်တော်မှမရှိဘူး။ဘုရားသခင်စီမှာပဲရှိတယ်။ဘုရားပေးတဲ့ဝိညာဉ်တော်ခွန်အားနဲ့ပဲကျွန်တော်တို့ဒီအရာတွေကိုရင်ဆိုင်ကြဖို့ရင်ဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်ဖထာရမြတ်စွာသောဘုရားဒီကျမ်းစကားတွေကိုကြားသိရတဲ့ကိုရောကိုယေရှုတင်ပါတယ်ကိုကိုကိုတတိထားပရမကိုရဲ့လူမျိုးတွေကိုရဲ့မိသားစုတွေကိုလည်းဒီခက်ပေးတဲ့ကနေတာမျိုးတွေအသီးသီး ဘုရားရဲ့လိုရနည်းကြီးကာကွယ်ပေးနိုင်သောသူတွေတည်တည်ဖြစ်စေပါမည်ကြောင်းကောင်းချီးပေးပါလိုရရှိပါကဒီကပ်ပေးတွေကနေတာမို့လွတ်မြောက်ရခွင့်များကိုအစဉ်တိုင်းပြင်ဆင်ပေးပါတာမို့လွတ်မြောက်ခြင်းညီသက်ခြင်းတရားမျှတခြင်းတွေကိုပြင်ဆင်စီစဉ်ပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဘုရားရဲ့နာမတော်မြတ်ကိုမြည်ပြုလေတနာခံဆုတောင်းကြပါရစေပါဗျာအာမင်